။ဒီအောင်လဲထုတ်ပေးတယ်ဒါလည်းမနိုင်ဘူးဆိုတော့မင်းတော့မလွန်လုံးဘူးလား။လောကမှာညံသုံးလူသားကိုပြောပါဆိုရင်မိုင်တရားကစားမနဲ့နီးပြောက်လမ်းညှိုးထိုးရမှာပါပဲ။တယောက်ထုတ်ကန်ထားတဲ့ Everton မိုင်လို့အရှုံးပေးခဲ့တာဆိုတော့တော်တော်လေးညံ့သွားပြီလို့ဆိုရမှာပါ။တပတ်သင်းက Arsenal လည်းမဟုတ်လို့ Man City လည်းမဟုတ်ပါဘူး။အဝေးဝင်း၅ဘွဲမှာဆုံးဘွဲ၃ဘွဲထိရှိသားပြီးတော့တပွဲသာနိုင်ထားတဲ့ Everton အသင်းဖြစ်ပါလေ။ပြောချင်တာ Everton ဒီအသင်းအဝေးဝင်းခြေသွမ်းမကောင်းတဲ့အသင်းဆိုတာသူတို့ရဲ့ဒီအသင်းစွမ်းဆောင်ထားတဲ့ဝေးဝင်းပွဲတင်နေတာတတ်တယ်လို့ဆိုရမှာပါ။မိုင်ကတော့နောက်ဆုံး၅ဘွဲသက်ဆုံးဘွဲမရှိထားတဲ့အသင်း ရောင်ကြီးမှုတွေအမြင့်ဆုံးရောင်းနေခဲ့တဲ့တင်းဖြစ်ပြီးတော့ဒီလိုတင်းဝင် Everton မိနစ်80လောက်ထိတယောက်သာပြီးတော့ကစားသွားခဲ့ပါလိမ့်။ကစားခဲ့တဲ့ကွင်းကလည်းဘယ်သူမှဟီးဟာရီဒီယာတာလုံးလုံးမရတဲ့ Old Trafford ကွင်းထဲမှာဖြစ်ပြီးတော့အဲ့လိုနေရာမျိုးမှာ Everton သွားပြီးတော့ရင်ဆိုင်ခဲ့တာပါ။ဒါမှလည်းတစ်ဖက်က Man United ဖြစ်နေခဲ့တဲ့ခါမှာတော့ Everton ဟာ၁၀ယောက်ကြိုင်မဲ့လဲတကူကုန်းရှိဆွဲရလနဲ့တူအနိုင်ရသွားခဲ့တာဖြစ်ပါလိမ့်။ ဒေးဗစ်မိုးဝက်ဆဲအေဗာတန်တရာကိုရပြီဆိုပြီးတော့ဖင်ဘိတ်ကန်သွားတာမဟုတ်သလိုမိုင်ကွန်ဆယ်ယောက်ချန်နဲ့တန်ပြန်ဖိအားပေးမှုတွေကိုလည်းပြုလုပ်သွားနိုင်ခဲ့သလိုမြင်တွေ့ခဲ့ရသလို Grealish တဲ့ Dubury Hall တို့ရဲ့အစွမ်းပြမှုတွေနဲ့အတူချူဂျာနဲ့မိုင်ကိုအရန်လူလိုသဘောထားပြီးတော့လှုပ်ချင်လို့လှုပ်သွားခဲ့ကြပါတယ်မိုင်တို့အေဗာတန်ရှုံးပေးခဲ့တာကပွဲပန်းတွေအတွက်ကြောင့်ဆိုပြီးတော့လည်းပြောရလောက်တပတ်မှတပွဲသာကန်နေရတာဖြစ်တဲ့အတွက်ပွဲပန်းနေလို့ပါဆိုတဲ့အကြောင်းပြချက်လည်းပြိတ္တတွေကိုချွေးသွားသိမ့်လို့ရမှလည်းမဟုတ်ပြန်ပါဘူးကစားသမားတို့တန်အားရနေလို့ပါဆိုပြီးတော့အကြောင်းပြဖို့ကလည်းအေဗာတန်ကတယောက်ယောက်နဲ့ကစားပေးရတာတော့မှ ဒဏ်ရာသူတွေကိုတန်းတားခြင်းလေးသေးတာလားဆိုပြီးတော့မေးစရာရှိလာခဲ့ပါလေအခုတော့တပတ်မှတပွဲပဲကံလည်းမနိုင်ဘူးဆရာကျန်တဲ့အသေးနဲ့ကံလည်းမနိုင်ဘူးအိမ်ငွေးကြီးမှကံလည်းမနိုင်ဘူးမနိုင်ဘူးဆိုမနိုင်ဘူးဆိုပြီးတော့ပြောရမလို့ဖြစ်နေခဲ့ပါလေလိုင်ဖန်နေတွက်တော့ဂူရဲအထွက်မဲ့ကြံကားမှဂူရဲကိုပြောင်းသွားခဲ့ပြန်ပြီလို့ဆိုရမှာဖြစ်ပြီးဂူရဲမှလီဗာပူးမန်စီးလို့နဲ့အတူအောင်းသွားတော့မှာဖြစ်ပါလေတကယ်တော့မန်ယူတဲ့အေဗာတန်နိုင်ခဲ့မယ်ဆိုရင်တော့သူ့အောက်ကလီဗာပူးကိုလည်း၃မှတ်ဖြတ်နိုင်ခဲ့မှာဖြစ်တယ်လို့အသူအထက်ကမန်စီးနဲ့လည်းတမတ်ကွာကိုရောက်သွားခဲ့မှာပါကိုပြပြနိုင်လိုက်အစင်း၄ဒီတောင်ရောက်လာမှလို့လဘာလို့နဲ့အခွင့်အရေးရလာမှာဖြစ်တယ်လို့ နောက်တစ်ပတ်လန်ဒန်ဒါဘီဖြစ်တဲ့ကစားကြမယ်အာစတန်နဲ့ချဲစီတင်ရဲ့ပွဲစဉ်ပြီးမှဒသင်းတွေအခြေကျော်သွားရင်မန်ယူတို့အမှတ်ကွာမှုလည်းထပ်မံလျှော့ချသွားနိုင်မှာဖြစ်ပါလိမ့်။ဒါမှလည်းမန်ယူကအေဗာဒန်ကိုနိုင်မြူနိုင်ခဲ့တဲ့ပြင်အရှုံးမှပေးလိုက်ရတာပါ။အေဗာဒန်တို့တလုံးတဲ့သောကိုပရမပိုင်း26မိနစ်မှာဒရူဘူရီဟောကဘန်နန်ဒီအေရီယာထိန်းသားနဲ့ကန်သွင်းခဲ့ပြီးတော့ဒီကောကသူ့အတွက်ပရီးမီးယားလိမှာညာချင်းနဲ့ကန်သွင်းခဲ့တဲ့ပထမဆုံးတွင်းကိုလည်းဖြစ်ခဲ့ပါလိမ့်။ဒီတပိုင်းမှာအမရင်းကမေဆမောင်းကိုထိတ်ပြီးတော့ဒီအလိုညာချမ်းပြန်ပို့ချိန်မှာမန်ယူတိုက်ဆရာကောင်းလာခဲ့တာမြင်တွေ့ခဲ့ရပါပဲ။ခြေပါကိုတော့ရောက်နိုင်ခြင်းမစွမ်းသာခဲ့ကြပါဘူး။ နောက်ပြီးတော့ Everton ကိုသမား Jordan Pickford ရဲ့ last one တကယ်ကိုအမခိုင်းလို့ဆိုရမှာဖြစ်ပြီး Zaxi ရဲ့အပိုင်းခေါင်းတိုက်ချက်ကိုဝင်ပြီလို့တောင်ထင်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါမှလည်း Pickford ကမြုံနိုင်လောက် last one ပြခဲ့လို့ Bruno Fernandes ရဲ့ကန်ချက် Zaxi ရဲ့အပိုင်းခေါင်းတိုက်ချက်၂ချိန်ပါဝင်မန်ယူသင်းရဲ့ဂိုးသွင်းခွင့်၅ချိန်လောက်ကောက်ခဲ့တဲ့အတွက် Everton သင်းက93နောက်ပိုင်း10ဇူးနဲ့တကူကြော်ကြမှာမန်ယူသင်းကို Old Trafford မှာပထမဆုံး Premier League နိုင်ပွဲရရှိသွားခဲ့ကြပါတယ်။ Everton ကအခုဆိုရင်မပေးစရာအဆင့်17နေရာကိုရောက်ရှိလာခဲ့ပြီး Liverpool မန်ယူတို့လိုအသင်းတွေနဲ့ရမတူနေထားကိုရောက်လာခဲ့ပြီလည်းဖြစ်ပါတယ်။ โอเคပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာစုံလေးကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်